ကျကပကြပြန်ဝင်အတွင်းမှာကိုရင်းရင်ကထုတ်ယူတဲ့အထူးကုဆရာဝန်များနဲ့ခွန်စိတ်ထုတ်ယူတဲ့စေယုံဆောင်များလည်းရှိတယ်လို့သိရပါတယ်။ဈေးကွက်ထဲမှာဒေါ်လာ3000မှ3000အထိကစည်းတွေပေါက်နေတယ်လို့လည်းသိရှိရပါတယ်ဗျာ။အော်ဒေါ်ဘာလာမှစတင်ပြီးမြန်မာစစ်ကောင်စီကထိုင်းမြန်မာနယ်စပ်အများဝရီမြို့ရှိနာမည်ဆိုးနဲ့ကဘာကျော်သောကျကပကြပြန်ဝင်အစီနင်းဖောက်ခွဲဖြစ်စည်းနေရထွက်ပြေးလွတ်မြောက်လာသူများရှိတယ်လို့ ပြန်လည်ရှင်းလင်းမှုပြောပြမှုများထိုဝင်းတွင်လူကိုရင်းအင်္ဂါများထိုးယူကမွန်ကိုဈေးကွက်တွင်တို့ရောင်းချရာတွင်ခွဲစိတ်ထိုးယူသည့်ထုကုဆရာဝန်များဈေးရုံဆောင်များလည်းရှိတယ်လို့သိရပါတယ်။ကြားပြဝင်းတွင်မှာထင်ရှားဆုံးသောလူကိုရင်းအင်္ဂါထိုးယူရောင်းစားသည့်ကိစ္စများတဲ့ဘီလာရုသူဗေရာကရဗာဆိုဖာနှင့်ကင်ညာသူဂရိစ်မာတာတို့ကိစ္စများဖြစ်ခဲ့သည်။အသက်26နှစ်ရှိပြီဖြစ်သောငယ်ရွယ်ချွန်မွန်လာသည့်ဘီလာရုနိုင်ငံသည့်အဆိုတော်မှလေဗေရာသည်2025ခုနှစ်စက်တင်ဘာလစနေရက်က လစာလွန်ကောင်းသောမော်ရယ်လုပ်ငန်းလုပ်ရင်လိန်ခေါ်ခံရမှုကြောင့်ဘဏ်ကသို့စတင်ရောက်ရှိလာပြီးတစ်ပတ်အတွင်းမှာပင်မြန်မာနယ်စပ်ကြားပြန်ဝင်သို့ရောက်ရှိရခဲ့ကြောင်းချောမော်ပြီးငရဲသည့်ဖြစ်သောကြောင်ချမ်းသာသည့်နိုင်ငံတကာမှမျိုးသားများကိုပြစ်မှတ်ထံွေလိန်ရသည့်အလုပ်ကိုခိုင်းစေခံရပြီးမိရင်ဖြစ်သူသည်အော်တိုဘာ၄ရက်၌တန်နောက်ဆုံးကျင်းဖြစ်သမီးဖြစ်သူဘယ်ရနှင့်ဆက်သက်ရရှိပြီးနောက်ပြန်ပေးငွေဒေါ်လာ၅သိန်းတောင်းကြပြီးမပေးနိုင်သဖြင့်ရမိုင်းအကြံ၌ကိုရင်းအင်ကထုတ်ယူသောနေရာကိုရောင်းစားလိုက်ပြီးအလောင်းကိုမီးရှို့လိုက်ပြီးလို့မက်ဆေ့ပို့လာခဲ့တယ်လို့သိရပါတယ် ကညာသူ grace မာတာကလည်းနသနနဲ့သာရှိသေးကချွန်မောလာပသူဖြစ်ပြီးတော့ကေကေဘတ်တို့ရောက်ပြီးလီလာအကြံမှာကိုရင်းအင်္ဂါများထုတ်ယူခင်းကထိုင်းဘက်ချင်းတို့တတိလိပြီးပြင်းထန်စွာဖျားနာပြီးရောက်ရှိလာသည်ဖြစ်ပါတယ်။မဲဆောင်မှာခြေဆိုင်ကကြားပြတ်တစားခံများနဲ့လူမောင်ခုကုခရသူများကိုကုညီကယ်ဆယ်ရေးလုပ်နေတဲ့ Global LM အဖွဲ့မှ CEO မက်ချမော်ရီကစကေးမာတာကတော့ကေကေဘတ်စေယုံတွင်တရားမဝင်ကိုရင်းကထုတ်ယူခင်းရပြီးမဲဆောင်ကိုတတိလိလျက်ရောက်ရှိလာတယ်လို့ပြောပါတယ်။ မိသားစုတွေနဲ့တွေ့ဆုံနိုင်ရန်ဆက်သွယ်ပေးပြီးအသက်ဆက်နိုင်ရေးအသက်ကူကိရိယာများတက်ဆင့်ထားရှိထားတော်လဲဘလို့မှမရှင်းတန်နိုင်တော့တဲ့ဖြင့်အသက်ကူကိရိယာများကိုသူမကိုယ်တိုင်ဖြုတ်ခဲ့ရသည်လို့ဘူလစ်ဇာစင်တာတို့ပြောကြားခဲ့ပါတယ်။အသက်24နှစ်အရွယ်ဆိုင်ဘေးရီးယားသူဒါရှီနီမာအိုချာနီမာဟီကာကိုလည်းကေကေဘက်ကြားပြန်ဝင်ထဲနိုင်မှာကိုရင်းငိုင်းများထုတ်ရောင်းစားရန်စီစဉ်ခဲ့သေးတော်လဲထိုင်းရှိရုရှားတန်မကြီးတိုမီကင်ကိုတန်ဂျောင်းဝင်စစ်တပ်ရာမှအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည့်မှတ်တမ်းလည်းရှိပါတယ်။ ခုနောက်ဆုံး KK ဘက်ကြားပြန်ငရေခဲမှလွတ်မြောက်လာသည့်ရုရှားသူကေစီနာပန်ဒီလီဗာကမိမိဒီလက်ထိုင်းတွင်ဘာသာပြန်အလုပ်ဟုလိန်ခေါ်ခံရပြီးလက်နက်ကင်စစ်သားများကတောင်ရင်မြစ်ကိုဖျက်ချောခံပြီး KK ဘက်သို့ခေါ်ဆောင်ခဲ့ကြောင်း KK ဘက်မှ2မိနစ်သွားစာကွာဝင်းနိုင်ရှိသည့်ဦးလင်းဟုခေါ်သောအဆောင်တွင်အလုပ်လုပ်ရကြောင်းထိုအဆောင်မှလူများကိုရိုင်းနှက်သည့်အဆောင်ဖြစ်ကလိန်လံမှုအလုပ်ကောင်းစွာမလုပ်နိုင်သူများအားပို့ဆောင်နှိပ်စက်ရာအဆောင်ဖြစ်ကထိုးထုတ်နှိပ်စက်သည့်ကြောင်း ထက်မသုံးဝင်နိုင်တော့လျင်အနီးနားရှိကိုရင်ကများထိုးယူကမှောင်ခိုဈေးကွက်သို့ပို့ဆောင်သည့်ခွဲစိတ်ရဆေးရုံဆောင်သို့ပို့ခန့်ရကြောင်းပြောကြားခဲ့သည်၎င်းတွင်ဘာသာပြန်မှုနှင့်လူမှုကွန်ရက်ပေါ်လိန်လယ်ပေးရမှုနှင့်၃ညနေသဖြင့်သာကန်ကောင်းခဲ့ပြီးကေကေဘတ်တို့အလုံးဝင်ရင်မိမျိုးစုံဖြင့်ရောက်လာသူတိုင်းအားတွေးစစ်ခြင်းမှာကိုရင်ကမှောင်ခိုဈေးကွက်လိုအပ်ခြင်းနှင့်ကန့်ညီမှုရှိမရှိမတန်းထားရလုံဆောင်ခြင်းဖြစ်သည်ဟုဒန်ဆန်းတို့ပြောကြားသွားခဲ့ပါသည်နယူးယောက်တက္ကသိုလ်ဂရော့စ်မန်ဈေးပညာသင်ကျောင်းရဲ့ဇီဝကျင်းဝန်ဆိုင်ရာပအောင်ခါ ေါက်တာအာသာကက်ပလန်ကကိုရင်းအင်ကထုတ်ယူမှောင်ခိုဈေးကတင်ရောင်းစားခြင်းမှာလွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင်း KK ပတ်ရှားပြန်ဝင်အတွင်ထူးခုဆရာဝန်များခွဲစိတ်ဈေးရုံဆောင်များရှိမိမှသိကြကြောင်းလွန်ခဲ့မီသောပြင်ဆင်တည်ဆောက်မှုရှိမှသာလုံလည်သန်ရှိသည့်အရာဖြစ်ကထုတ်ယူခံရသူသည်ကျန်းမာပြီးငွေရမည်ခွဲစိတ်မှုတွင်စောင့်ကြည့်ရသည့်ဈေးဘက်ဆိုင်ရာပညာရှင်များစွာပါဝင်ရသည်လို့သုံးသပ်ပြောဆိုသွားပါတယ်ရုပ်နိုင်ငံကမြန်မာနဲ့အိန္ဒိယနိုင်ငံဖြစ်နေခြင်းကကိုရင်းအင်ကမှောက်ခိုဈေးကိုအတွက်လူကိုရင်းအင်ကများကိုအဆိုပါကြားပြန့်ဝင်များအတွင် ထုတ်ယူပြီးပေးပို့ရန်ချိန်မီနိုင်ကြောင်း ချိန်မမီသည့်ဝေးလံမှုရှိလျင်ကိုရင်းအင်ကအစားထိုးမှုမအောင်မြင်နိုင်ကြောင်းကဘာတွင်ကိုရင်းအင်ကခွဲစိတ်လဲလျင်လိုအပ်သူစုစုပေါင်းရဲ့ဆရာကိုင်းလုံးသာလှူဒန်းသူများထံမှရရှိနိုင်သဖြင့်ကိုရင်းအင်ကမှောင်ကိုဈေးခွက်ကြည့်သည်အလွန်ကြီးထွားလာနေပြန်များအဖြစ်ဆင်းရဲလုံးသဖြင့်စန္ဒလျကိုရင်းအင်ကထုတ်ရောင်းသူကမှောင်ကိုဈေးခွက်၌အများဆုံးဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါသည်အဲ့ဒီနောက်မှာတော့ KK ဘက်ကြားပြန်ဝင်အတွင်မှာအာရမကိုရင်းအင်ကထုတ်ရောင်းချသည့်လုပ်ငန်းများမှရရှိကြောင်း မောင်ခိုဈေးကွက်၌ကြောက်ကြက်ကဲ့သို့ကိုရင်းအင်က တခုတန်ဖို့ဒီဒေါ်လာ3မှဒေါ်လာ3အထိဈေးပေါင်နေတဲ့ဖြင့်ကြားပြန့်ကွန်ရက်များမှာလိုအပ်သည့်ဝယ်လက်ရှိပါကအကန့်ညီသူများထဲမှာကိုရင်းအင်ကထုတ်ယူရောင်းစားခြင်းဖြစ်သည်လို့လည်းသုံးသပ်ပြောကြားကားခဲ့ပါတယ်ခင်ဗျာ။